အချင်းဒီဖားကန်းမြုံနဲ့မှော်စီစာမရှိတဲ့ဒေသခံလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းသုံးဆယ်ရန်ရီကိုစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့လောက်ကန်ပြည်သူစစ်တပ်ဖွဲ့တွေကမနေ့ဇွန်လ10ရက်နေ့ညနေမှာမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာသူတို့နဲ့ညီနိုင်လို့မရတဲ့လုပ်ငန်းရှင်တွေရဲ့ဆယ်ရန်ရီအများအပြားကိုမိရှို့နေတာဖြစ်တယ်လို့လည်းသိရပါတယ်ဒီအကြောင်းကိုသိရှိထားသူဒေသခံတအူးကကိုစောင်းနိုင်သေးဆိုင်နဲ့ကိုမင်းနိုင်ဆိုဆိုင်တွေကိုဝင်ရှို့တာဗျာ ိုဇွန်နိုင်ထိဆိုင်ကြတော့သွားရှုလိုက်ပြန်လာလိုက်ပြီးရင်ပြန်သွားရှုလိုက်ပြန်လာလိုက်နဲ့ရှုတာကိုမင်းနေဆိုဆိုင်ကတော့နိုင်ဝက်လောက်လောင်းတဲ့အထိရှုတယ်မီရှိုပီယာနဲ့သူတို့ထွက်သွားတယ်လို့ CJ platform ကိုပြောပါတယ်ကိုမင်းနေဆိုဆိုင်ရှိစေရင်းတွေရောမီရှိုပီပြန်သွားချိန်မှာဝန်ထမ်းတွေကမြေတူးဆက်တွေနဲ့သဲတွေကုတ်ခါမင်းငိန်ကြသလိုရေတွေပက်မင်းငိန်ခဲ့ကြတယ်လို့သူကဆက်ပြောပါတယ် ဖားကန်းရှိကြောက်ကလုတ်တွေထဲမှာတရုတ်နိုင်ငံကုမ္ပဏီတွေနဲ့ပူးပေါင်းလုပ်ကင်တဲ့ကုမ္ပဏီတွေအပြင်တိုင်းရင်းသားလက်နက်ကင်တွေဖြစ်တဲ့ MNDA နဲ့ဝါတပ်ဖွဲ့တွေရဲ့စီးပွားရေးတာဝန်ခံတွေလုတ်ကင်နေတဲ့ကြောက်လုတ်ကွက်တွေလည်းရှိနေပါတယ်။